7 minute အစီအစဉ်ကိုရှုစားရတော့မှာပါ။ဒလေကအကြောင်းနဲ့ပဲဆက်အောင်ပါရှင်။မင်းစိမသတင်းတောက်ကိုအောင်သူရက UP စက်မှုလုပ်ငန်းရဲ့ညွှန်ကြားရေးမှူးဦးစောပိုင်မြင့်နဲ့စကားပြောထားပါဗျ။အခုပဲ7 minute အစီအစဉ်ကိုစတင်ပါတော့မယ်ရှင်။ င်္ဂလာပါကိုစောပိုင်းညင်ခင်ဗျာကျွန်တော်တို့ရဲ့7 minute အစီအစဉ်မှာပါဝင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်။ဒီပါကျွန်တော် UP ကလည်းသူပဲကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ခင်ဗျာ UP ကကျွန်တော်တို့1948ခုနှစ်ကနေစပြီးတော့ကျွန်တော်တို့ပြည်တွင်းစက်မှုလုပ်မှုလုပ်ငန်းတွေမှာစပြီးလုပ်ကံခဲ့ပေါ့။ဟုတ်ပါတယ်ခင်ဗျာ။လွတ်လပ်ရေးမရခင်။ဟုတ်ကဲ့ပါ။တစ်နှစ်လောက်ကပေါ့နော်။ဟုတ်ကဲ့ပါ။ဆိုတော့လက်ရှိအချိန်မှာကျတော့ UP အနေနဲ့ကဓာတ်လေကာတက်ဆင်တဲ့လုပ်ငန်းတွေကိုဦးစားပေးလုပ်ကံလာတယ်လို့သိရတယ်ခင်ဗျာ။ဆိုတော့ပြောပြပါအောင်အဲ့ဒီဓာတ်လေကာတက်ဆင်တဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီးမြန်မာပြည်မှာဘယ်လိုစီးပွားရေးတွေလုပ်ကံထားလဲဆိုတာပေါ့။ ျွန်တော်တက်တဲ့ကကုမ္ပဏီကတော့2010မှာစပြီးတော့တက်တဲ့ကတွေစပြီးတော့ကျွန်တော်တင်သွင်းပါတယ်ဒီမြန်မာ DC UIC ကွက်မှာပေါ့နော်ဟုတ်ကဲ့အခုနောက်ပိုင်းကတော့ကျွန်တော်တို့ကဒီတက်တဲ့ကကိုလူစီတက်တဲ့ကတွေအပြင်ကျွန်တော်ကုန်တင်တက်တဲ့ကရောအိမ်သုံးတက်တဲ့ကတွေပါအခုနောက်ပိုင်းကိုကျွန်တော်တို့တင်သွင်းပါတယ်ခင်ဗျအထူးသဖြင့်တော့အထက်မြင့်နေနောက်ပိုင်းပိုဝင်လာတယ်ခင်ဗျအထက်မြင့်နေဝင်လာတော့အထက်မြင့်နေကိုအထက်မြင့်လာလေကျွန်တော်တို့တက်တဲ့ကရဲ့အသွားနှုံးစံနှုံးကမြင့်လာလေ ဲ့ဒီတော့ကျွန်တော်တို့အဲ့ဒီအဲ့ဒီအထက်မြင့်တွေပါကျွန်တော်ပမိုင်နိုင်နိုင်တဲ့ဇန်နှုံးမြင့်နဲ့ဓာတ်လေကားတွေတင်သွင်းပေးနေပါတယ်ဟုတ်ကဲ့ခင်ဗျာဆောနာအရှိမအခုပြောခဲ့တယ်လို့ပေါ့ပြည်ရင်းဆောက်လုပ်လုပ်ငန်းတွေကဒီဘက်ခင်မှာတိုးတက်လာတဲ့အတိုင်းတာရှိတယ်ပြီးတော့ဒီပေါ်မှာနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကလည်းစိတ်ဝင်စားလာတဲ့အပိုင်းတွေရှိတယ်ပေါ့အဲ့ဒီပေါ်မှာပဲအတန်အသင့်ဝင်ရောက်လုပ်ကိုင်နေတဲ့အပိုင်းတွေရှိတယ်ဒါက UP လုပ်ငန်းအတွက်ဒေလီကားတွေတိစောက်တဲ့နေရာမှာ structure တွေပြင်ဆင်ပေးတဲ့နေရာမှာတကယ်ကောင်းတဲ့ demand လို့ပြောလို့ရလားဘယ်လိုမျိုးထင်တာမြင်တာရှိတဲ့ဈေးကွက်စီးပွားရေးအခွင့်အလမ်းတွေကိုမြင်တွေ့နေရလဲခင်ဗျာ ပြောလို့ရပါတယ်ခင်ဗျာဘာလို့လဲဆိုတော့အရင်တော့ကပေါ့နော်ကျွန်တော်ဆက်ဆက်ချင်းတက်တွေကစလုပ်တဲ့အချိန်အားဆိုရင်အာဒီတက်တွေကတက်မယ်ဆိုရင်အကုန်လုံးပေါ့အစာဦးလုံးချင်းပြီးမှတက်တွေကဝယ်ချတာများတယ်အဲ့ဒီတော့ခုနောက်ပိုင်းစောက်လုပ်ရေးပိုင်းဟာရောပိုင်းရှင်တွေပိုင်းဟာဘာတွေမြင်လာလဲဆိုတော့အဲ့လိုမျိုးပေါ့နော် တက်တွေကအကုန်အစာဦးပြီးမှဝယ်ရင်တက်တွေကဟိုတက်ဆင်မှုမှာနည်းနည်းအခက်အခဲတွေတွေ့လာပါတယ်တွေ့လာတယ်ဆိုတော့အဲ့ဒီအတွက်ကိုသူကကြိုတင်ပြင်ဆင်နေနေတယ်အခုနောက်ပိုင်းဆိုရင်အခုတီစောက်ခွင့်ဒီဟိုဟာပေါ့နော်စီပင် ဟိုစာချုပ်တွေပါကြီးစပြီးချုပ်တဲ့ချိန်ကစပြီးဒီဓာတ်တွေကခွင်တွေကိုကျွန်တော်တို့လည်းဒါစစ်ဆေးခိုင်းမှာဝယ်ယူရေးမှာလည်းအဲ့လိုကြိုတင်ပြီးတော့ဟိုကြိုတင်ပြင်ဆင်တာမှုတွေရှိပါတယ်ပေါ့နော်အဲ့ဒီအတွက်ကိုလည်းကြာတော့ကျွန်တော်တက်စစ်မှုပန်းနဲ့ပို့အဆင်ပြေတယ်ဒီစောက်လို့ရေးအပိုင်းကလည်းပို့ပြီးအံဝင်ဝင်ကြဖို့ရှိပါတယ်ဟုတ်ကဲ့ခင်ဗျာ UP ကဓာတ်တွေကတက်စစ်တဲ့လုပ်ငန်းကို2010ခုနှစ်မှာဟိုစတင်လုပ်ကင်ခဲ့တာပေါ့ဆိုတော့လက်ရှိချိန်ဒီကကြာတော့ဒီလုပ်ငန်းလုပ်ရတဲ့အပိုင်းမှာအခုတို့တွက်ချက်မှုအပိုင်းရအကိုဒီ2015ဒီနှစ်ကုန်ကန်ဒီကာလအထိကိုဆိုရင်ဘယ်နဲ့ရာခိုင်နှုန်းလောက် တိုးတက်လာတယ်လို့မြင်တယ်အခုတို့လုပ်ငန်းအနေနဲ့အာလုပ်ငန်းအနေနဲ့ကြာတော့ခင်ဗျာကျွန်တော်အာဟိုဟာလောက်ကြီးတိုးတက်လာပြီ85 80ရာခိုင်နှုန်းကြီးကိုတော်တော်များတိုးတက်လာပါကျွန်တော်ဆက်ဆကျင်တော့ပေါ့နော်ကျွန်တော်တက်လီကစားကုမ္ပဏီစားတဲ့2010ရာအထိကိုတော်တော်များကြီးကိုရောင်းနေရောင်းလာတာပါလေခင်ဗျာဟုတ်ကဲ့ဒါဆိုရာခိုင်နှုန်း80အထက်မှာဟုတ်ကဲ့ပါရှိလာတာပေါ့အဲဒီလိုမျိုး supply အဓိကလောက်ကင်တာပေါ့ဒီဘယ်နိုင်ငံကနေပြီးတော့အဓိက supply တက်လီကာနဲ့ပတ်သက်တဲ့ဟာတင်သွင်းပြီးတော့ဒီမှာ structure တွေတက်ဆင်ပေးလေခင်ဗျာ ျွန်တော်တို့ပထမဦးဆုံးကျွန်တော်တို့2010ကုမ္ပဏီစတော့ကတော့ကိုရီးယားတက်လီကာ brand တွေကိုပြင်သွင်းပါတယ်အခုနောက်ပိုင်းတော့ကျွန်တော်ကအခု German တက်လီကာ brand ကိုကိုယ်စားလှယ်ရတယ်ဆိုတော့ဒီမှာ German တက်လီကာကိုအရေးသွေးမြင့်တဲ့တက်လီကာတွေကိုကျွန်တော်ပြင်သွင်းပေးတယ် Tyson Group လားမသိဘူးဟုတ်ကဲ့ပါခင်ဗျ Tyson Group UB ကနေပြီးတော့ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းတွေမှာလိုအပ်တဲ့ဒီ structure တက်လီကာတက်ဆင်တဲ့လုပ်ငန်းတွေမှာလိုအပ်တဲ့ supply ပေါ့နော်ပစ္စည်းတွေကိုပြည်ပနိုင်ငံတွေကနေတက်ဆင်ဒီပြည်တွင်းမှာတင်သွင်းပြီးတော့အလုပ်လုပ်ကြတယ်လို့သိရတယ်ခင်ဗျာ အတခါတလေမှာတော့ဒီလိုမျိုးစောက်လွယ်လုပ်ငန်းတွေဒီအစ်မြက်စောက်လွယ်လုပ်ငန်းတွေမြင့်တက်လာတဲ့အချိန်မှာဒီဝယ်လိုကမြင့်တက်တာပေါ့နော်အဲ့ပုံမှာအကိုတို့ supplier တွေအနေနဲ့အခက်အခဲတွေရှိလာပြန်တင်သွင်းရတဲ့ပုံမှာတော့တော်တော်များများတော့အဆင်ပြေပါအခက်အခဲတစ်ခုကတော့ပေါ့နော်ကျွန်တော်တို့ဒီကနေပြီးတော့အကောက်ခွန် ပေါ့နော်အကောက်ခွန်ပိုင်းဆိုင်ရာမှာတော့အစိုးရကတော့နည်းနည်းတင်းကျပ်ထားတဲ့အတွက်အဲအကောက်ခွန်ပိုင်းဆိုင်ရာမှာနည်းနည်းဟိုပေါ့အခက်ခဲလေးရှိပါဆောက်ရဆာတဲ့နေပိုအလုံးရှုပ်တာပေါ့ခင်ဗျာကျန်တဲ့ဟာကတော့လောက်ကြီးအခက်ခဲမရှိပါဘူးနောက်ပြီးတော့ကျွန်တော်တို့ကလည်းဘယ်လိုလဲဆိုတော့ဒီတက်စင်မှုအပိုင်းမှာပါဒီ customer တွေဒီဝယ်ယူရတဲ့လူတွေအဆင်ပြေအောင်လို့ဆိုပြီးတော့ကျွန်တော်တို့ကနေပြီးတော့ပေါ့နော်ဒီ စောက်လို့ရပိုင်းမှာအကူညီပေးနေတဲ့အတွက်တော်တော်အဆင်ပြေပါတယ်ဟုတ်ကဲ့ဒါဆိုရင်အကြီးကတွေ့ရတဲ့အခက်အခဲကကြာတော့ဒီအကောက်ခွန်ပိုင်းမှာအကောက်ခွန်ဒီ on paper နဲ့သွားတာအချိန်ကြာတာကိုပြောချင်တာလားအချိန်ကကြာပါတယ်ခင်ဗျာအကောက်အကောက်ခွန်တင်းကျပ်မှုတွေလည်းရှိပါတယ်နောက်ပြီးတော့အချိန်ကြာတာပေါ့အဓိကတော့အချိန်ကြာတာပဲခေါ်ရမှာဟုတ်ကဲ့အဲ့တော့အကိုတို့ကဥပမာဆိုပါဒီပစ္စည်းတွေကိုဂျာမန်နိုင်ငံကနေပြီးတော့ဒီတင်သွင်းမယ်ဒါမှမဟုတ်လည်းဂျာမန်ရဲ့ဒီတခြားအရေးကြီးနိုင်ငံတွေရှိတဲ့စက်ယုံတွေကနေပဲကိုတို့တင်သွင်းရတာရှိမယ်ဆိုတော့အဲ့ဒီပေါ်မှာဒီအကောက်ခွန်နဲ့ပတ်သက်ပြီးတာဒါကပြဿနာတစ်ခုလို့ ကိုကမြင်တယ်ပေါ့။အဲ့ဒါတော့အဓိကပြဿနာပေါ့နော်။ကျန်တဲ့ဟာပိုင်းရတော့တော့ချင်းများများဟုတ်ကဲ့။ဒါဆိုအဲ့လိုမျိုးကြတော့အကိုတို့ကဟိုမြန်မာနိုင်ငံနဲ့ဂျာမန်လိုနိုင်ငံမျိုးပြီးတော့ဂျာမန်ရဲ့ရင်းနှီးမြှုပ်နှံမှုရှိတဲ့တခြားအာရှနိုင်ငံအာရှပစိဖိတ်လိုနိုင်ငံမျိုးတွေပေါ့နော်။ဆက်ဆံရတဲ့အချိန်မှာဒီလိုအခက်အခဲတွေကသူတို့အတွက်ဒီရေရှည်စည်းဝါးရေးဖွံ့ဖြိုးတိုးတက်ဖို့ပူးပေါင်းလုပ်ကိုင်ဖို့အတွက်ကိုသူတို့ရဲ့ယုံကြည်စိတ်ချမှုအပေါ်မှာစကားပြောစရာများဖြစ်မယ်လို့ထင်လားခင်ဗျာ။အဲ့အတွက်ကိုသူတို့ complain တွေရောရှိတာအကိုတို့ဘယ်လိုမျိုးသူတို့နဲ့ ဒီဆက်ဆံရတယ်ဟုတ်ကဲ့အဲ့ဒီဟာတော့သူတို့အတွက်လည်းအခက်အခဲရှိပါအဲ့တော့ညှိနှိုင်းတော့ကျွန်တော်တို့လောက်ရတာပေါ့เนาะကျွန်တော်တို့ဒီဘက်ကဒီဒီအလုပ်ပိုင်းဆိုင်ရာတွေသူတို့နားလဲအောင်တော့ရှင်းပြရတော့သူတို့ကတော့ပုံမှန်ဂျန်တဲ့နိုင်ငံတွေနေနဲ့ဆက်ဆံတဲ့ပုံစံအတိုင်းကိုသူတို့ကတော့ဆက်ဆံတာပေါ့เนาะဒါပေမဲ့ကျွန်တော်တို့ကတော့ကျွန်တော်တို့ဒီမှာရှိတဲ့အခက်အခဲဒီမှာရှိတဲ့ဟိုဥပဒေနဲ့ policy တွေနဲ့သူတို့ပြန်ရှင်းပြရတာပေါ့เนาะအဲ့ဒီကူတော့ရှိပါတယ်ဟုတ်ကဲ့ banking နဲ့ပတ်သက်ပြီးတော့ပေါ့ငွေပေးချေတဲ့နေရာမှာဆောင်ရွက်တဲ့အပေါ်မှာရော ဘယ်လိုမျိုးခက်ခဲတွေရှိလဲခင်ဗျ။ banking မှာလည်းထိုနီး၎င်းမှာပဲခင်ဗျ။အများသောအားဖြင့်တော့အခုတော့ကျွန်တော်တို့နည်းနည်းတော့ဟိုတက်တာသွားတာပေါ့နော်။အရင်က sanction တွေရှိပါတယ်ဗျ။တင်းကျပ်မှုတွေအခြားပေါ့နော်။နိုင်ငံကြီးတွေရဲ့ ဟိုဟာပေါ့စီးပွားရေးတင်းကျပ်မှုတွေရှိတော့တော်တော်အခက်အခဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ကအရင်တော့ဆိုကျွန်တော်တို့ဒီယူရိုနဲ့ပြန်ပြီးတော့ကျွန်တော်တို့ကုမ္ပဏီကယူရိုနဲ့ပြန်ပြီးတော့ဒီဒေါ်လာကိုပြန်ပြီးတော့လဲရတဲ့စေနှုန်းတွေပါတယ်လည်းရှိတာပေါ့เนาะအဲ့ဒီအတွက်ကိုတခါတကြနေကျွန်တော်တို့ကုမ္ပဏီဒီမြန်မာပြည်ကုမ္ပဏီဘက်ကနားတဲ့အပိုင်းတွေလည်းရှိတယ်တခါတကြနေဟိုဘက်အပိုင်းဝေလွှဲတဲ့ခါမှာလည်းဟိုဘက်အပိုင်းကနေပြီးပတ်စံနေပေါ့เนาะသူရဲ့ဟိုရော့ ဝေလည်းမှုပမာဏပေါ်မှုတည်ပြီးတော့ရော့တဲ့မှုတွေလည်းရှိပါတယ်ခင်ဗျာဟုတ်ကဲ့ပါဟုတ်ကဲ့ခင်ဗျာအဲ့တော့ကျွန်တော်တို့ရဲ့လက်ရှိမြန်မာပြည်တွင်းရဲ့ကုန်သွယ်ရေးနဲ့ပတ်သက်တဲ့စီးပွားရေးအကြောအခုကသွင်းကုန်ပဲအဓိကဒီအားထားနေရတာပေါ့နော်အဲ့တော့သွင်းအားစုတွေကိုပြည်တွင်းမှာတင်သွင်းလာတယ်ဒါနဲ့ပတ်သက်ပြီးတော့ infrastructure တွေတည်ဆောက်လာတယ်လို့စားသောက်ကုန်ပစ္စည်းတွေလည်းနိုင်ငံခြားဈေးကွက်ကိုမိတည်ပြီးတော့ပဲတင်သွင်းရတယ်ဒီမှာအသုံးဆွဲနေရတယ်ပေါ့ ဆိုတော့အဲ့ဒီအပေါ်မှာကျတော့ဆွမ်းတော့ challenge ဖြစ်တဲ့အောက်ခွန်ကစကားပြောလာနေရတဲ့အချိန်တွေမှာရှိတယ်။ပြီးတော့ banking နဲ့ပတ်သက်ပြီးတော့ဝေပေးချေတဲ့နေရာမှာလည်းအခက်အခဲတွေရှိတယ်။ပြောရရင်တော့လုပ်ငန်းချောမွေးပေးအတွက်ကိုကြန့်ကြာနေတဲ့အပိုင်းတွေရှိတာပေါ့နော်။ဆိုတော့အဲ့ဒီအပေါ်မှာအခုဘယ်လိုသုံးသက်ချင်လဲဗျ။ဟုတ်ကဲ့။သုံးသက်ခြင်းလဲဆိုတော့ကျွန်တော်ကတော့ဟိုဘယ်လိုခေါ်မလဲအခုလည်းကျွန်တော်ဘက်ကလည်းနားလဲပါတယ်ဒီပိုင်းကလည်းအခုမှဥပဒေချမ်းတွေပြန်ပြင်နေရရှိရပါတယ်ဆိုတော့ရှေ့လျှောက်တော့ကျွန်တော်အဆင်ပြေလာမယ်လို့ထင်တာပဲဒါပေမဲ့အစိုးရပိုင်းကလည်းကျွန်တော်တို့လို့ပေါ့เนาะဒီလိုမျိုးဟို အမှန်ကန်တကယ်တင်သွင်းနေတဲ့ကုမ္ပဏီတွေကို support အပိုင်းနေနဲ့ဒီအကောက်ခွန်တို့ဘာလို့မှလည်းအကူအညီပေးမယ်ဆိုရင်တော့ပိုအဆင်ပြေနိုင်ပါတယ်ခင်ဗျာ။ Okay အဲ့တော့ကျွန်တော်ရှေ့မှာပြောခဲ့တဲ့အကောက်ခွန်ကိစ္စ banking ကိစ္စ service siren ကိစ္စတင်သွင်းတဲ့နေရာမှာခက်ခဲဖြစ်နေတယ်။အဲ့ဒါတွေအပြင်ဥစ္စာပိုင်းမြင့်အနေနဲ့တခြားဘလို့စင်ခေါ်စရာနဲ့အခက်အခဲတွေတွေ့နေရသေးလဲဗျ။အာအခြားတော့ဒီလောက်ကြီးမရှိပါဘူးခင်ဗျာ။အဓိကတော့ကျွန်တော်တို့လည်းကုမ္ပဏီစမယ်ဆိုတဲ့အကောက်လုံးပေါ့နော်။ဒီဟိုရှင်မှန်းချက်တွေရွေချက်တွေအကုန် plan ချထားရဲဆိုတော့ဒီလောက်ကြီးတော့အခက်အခဲမရှိတော့ပါဘူး။ ဟုတ်ကဲ့ခင်ဗျာအဲ့တော့ကျွန်တော်နေကုန်းချုပ်နေနဲ့ဆွေးနွေးရမယ်ဆိုရင် UP ကနေပြီးတော့နောက်ချက်နောက်ထပ်တိုးချဲ့ဖို့ရှိတဲ့လုပ်ငန်းတွေများရှိလားဗျာပြောပြပေးပါဦးဟုတ်ကဲ့အခုကတော့ကျွန်တော်တို့ construction ဘိုင်းကိုလည်းနေနေတော့ကျွန်တော်ခြေလန်းတော့စနေပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အခုဒီအာဓာတ်လေကားနဲ့ construction နဲ့ဆိုတာခွဲထားတော့ရတဲ့အပိုင်းမှာမဟုတ်တာတွဲပြီးတော့လုပ်ရတဲ့အပိုင်းဆိုတော့အဲ့ဒီမှာလည်းကျွန်တော်တို့ပြန်ပြီးတော့ invest လုပ်နေပါတယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့အခုဓာတ်လေကားအပိုင်းမှာတော့ကျွန်တော်တို့ဟိုကျွန်တော်တို့ဟိုသဘောပြောရရင်တော့ရွေးပြတဲ့ပစ္စည်းမှန်တမ်းကိုကျွန်တော်တင်သွင်းပေးပါတယ်ဟို စီဓာတ်လေးကားတွေရှိတယ်အိမ်သုံးဓာတ်လေးကားတွေရှိတယ်ကုန်တင်ဓာတ်လေးကားတွေရှိတယ်ပေါ့နော်အခုနောက်ပိုင်းဆိုကျွန်တော်ဝင်လာမယ့်ဟာကဒီဟိုသင်္ဘောနဲ့ပေါ့နော်ဒီလိုမျိုးဓာတ်လေးကားတွေပါအဲ့လိုမျိုးအပိုင်းတွေပါကျွန်တော်တင်သွင်းဖို့ရည်ရွယ်ထားပါတယ်ဟုတ်ကဲ့နောက်ပြီးတော့အခုအပိုင်းကကြတော့အခုနောက်ပိုင်းမှာကျွန်တော်တို့ဒီအာအမိုင်းဌာနရဲ့ဒီဟိုဘလို့ကမအစာဦးဟောင်းနေမှာရကုန်မျိုးအစာဦးဟောင်းနေမှာလည်းပြီးတော့ပြင်ဆင်တက်ဆင်မဲ့ဓာတ်လေးကားတွေလည်းရှိတယ်အဲ့ဒီအပိုင်းကိုလည်းကျွန်တော် target ဟောတခုထားပြီးတော့ကုညီပေးနေပါတယ်ပေါ့နော်ဟုတ်ကဲ့ခင်ဗျာ7 minute အစီအစဉ်မှာပါဝင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျာကျွန်တော် UB ကုမ္ပဏီအတွက်အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ